Hello အားလုံးပဲမင်္ဂလာပါဖူဘောမန်ချန်ကနေကြိုဆိုပါရစေ။ဆိုတော့ဒီနေ့ညမှာရှင်မင်းကစားမဲ့ချန်ပီယံစ်လိပွဲစဉ်တွေမှာ PSG နဲ့ပေါ့နော် Manchester City နှစ်ပွဲကိုကျွန်တော်တို့ပြောကြည့်အောင်ပါ။ဆိုတော့ Liverpool နဲ့ PSG တို့အရှင်ပြိုင်ကစားပါမယ်။ Liverpool စဉ်အသင်းရဲ့ကွင်းမှာ PSG ကရှင်ပြိုင်သွားပြီးတော့ကစားရမှာ။ဆိုတော့ဒီပွဲကမနေ့ပြောရင် တိုင်ပတ်နေတဲ့ Liverpool စဉ်ကို PSG ရဲ့ဘက်ကအနိုင်ရဖို့တော့အချိန်ကြီးကောင်းနေတယ်လို့ကျွန်တော်ပြောရမယ်။ပြီးခဲ့တဲ့ Champions League ပွဲစဉ်နှစ်ကိုကျွန်တော်တို့ကြည့်ရင် လေဘော်ကူစင်ဟာသူတို့အိမ်ကွင်းမှာ PSV လိုအသင်းမျိုးကို1-1တရီကျထားတဲ့ပွဲဖြစ်တယ်။ဒီ PSG ရဲ့ဘက်ကတော့ညီကလေးတိတဲ့အတိုင်းပဲအဝေးကွင်းမှာဘာစီလိုနာကို1-2ဆိုတဲ့ရလနဲ့ဘာစီလိုနာကိုတော့ကျွန်တော်တို့အနိုင်ယူထားတာ။ဆိုတော့လက်ရှိလောလောလတ်လတ် Champions League Champion ဖြစ်တဲ့ PSG ကတော်တော်ကောင်းတဲ့ performance တွေပြနေပါတယ်။လက်ရှိ Champions League နှစ်ပွဲကစားပြီးတဲ့အခါမှာလည်းသူတို့တွေနှစ်ပွဲစလုံးအနိုင်ရထားတယ်။ အဲတိုက်စစ်က6ကူရပြီးတော့ခန်းစစ်ကတကူပဲပြီးထားပါသေးတယ်ဒါတတော်ကူကောင်းတဲ့အနေထားလို့ကျွန်တော်ပြောရမယ်ဒါတော့မှသူတို့မှာတချို့ဒဏ်ရာကစားမားတွေကျွန်တော်အပြည့်အဝမပါနိုင်သေးတာတွေကျွန်တော်ရှိတယ်ပေါ့နော်ဒါပေမဲ့လီဗာကူဇင်ကတော့လုံးဝကိုစန့်ကျင်ပဲပါလီဗာကူဇင်နေနဲ့နှစ်ပွဲကစားပြီးတဲ့နေရာမှာတပွဲမှမနိုင်သေးဘူးနှစ်ပွဲတည်ရကြတာအာနှစ်ပွဲတည်ရကြပြီးတော့ရှုံးပွဲရတယ်သူတို့မရှိသေးဘူးပြချန်ပီယံစ်လိမ့်မှာတိုက်စစ်ကတော့3ကူရပြီးတော့3ကူပြန်ပြီးထားရတယ်ပေါ့နော်ဆိုတော့လီဗာကူဇင်နေနဲ့လည်း သူတို့ဒီ error တက်ငါကိုအပြောင်းလဲလုပ်ပြီးတဲ့နောက်ပိုင်းမှာပို့ပြီးတော့တော့ဖြည်းဖြည်းချင်းတည်ငြိမ်လာတဲ့အနေအထားတွေကျွန်တော်တွေ့ရတယ်ဗောနော်အရန်ကောင်းလာတာမျိုးကျွန်တော်မဟုတ်ပြီမဲ့လေပို့ပြီးတော့ကျွန်တော်သာတည်ငြိမ်လာတယ်သူတို့လည်းပဲကျွန်တော် PSG ကို Liverpool ကစင်တားနိုင်ပါမလားအဲကျွန်တော်ကတော့မလွယ်ဘူးလို့ထင်တယ်ဗောနော်သူတို့ပြင် PSG လို့အသင်းမျိုးကညီကလို့တည်တဲ့အတိုင်းပဲဟိုသူတို့အနေနဲ့ဟိုအဆင်ပြေဖို့လိုတယ်သူတို့ပြင်ပြိုင်ပွဲနှစ်ခုသလိုမှာသူတို့အဆင်ပြေဖို့လိုတယ်လောလောဆယ်သူတို့ကအဲဘယ်လိုပြောမလဲလီဂူးဝမ်းမှာဆိုလို့ရှိရင်လည်းပဲဗောနော် အချီနီကမကောင်းသေးဘူးချီနီမကောင်းသေးဘူးဆိုတာအစ်စ်နှစ်မှာပဲကျွန်တော်ရှိနေသေးတာဟိုတနေ့ကကျွန်တော်ကစားခဲ့တဲ့ဒီဗာလဲ stress ball နဲ့ stress ball နဲ့ပွဲဆိုလို့ရှိရင်လည်းပဲတစ်ဖက်ကို3-6စီတီးကြတယ်နော်တစ်ဖက်ကို3-6စီတီးကြပြီးတော့သူတို့အနေနဲ့နိုင်ပွဲတွေပါတယ်ရအောင်ကျွန်တော်တို့ကမယူနိုင်ခဲ့ဘူးလို့ကျွန်တော်ပြောရမယ်ပေါ့နော်အဲတိုက်စစ်ကလည်း Gonzalo Ramos က goal တွေပါတယ်ကျွန်တော်တွင်းနေပြီးနော်ဘာဂူလာတို့ဘာတို့ကလည်းကစားနေပြီးဒူဝေးတို့လည်းကျွန်တော်ရှိနေတယ်သို့တော်လည်းပဲတကယ်တကယ်ကစားသမားတွေကပေါ့နော်အနာပီးထားခဲ့တာမျိုးတွေကျွန်တော်ရှိတယ်ဒါပါတော့ Kvara တို့ဘာတို့ကို ုတိယပိုင်းမှာထည့်တာမျိုးတွေဟာကီမီတို့ကိုလုံးဝမထည့်ခဲ့တာမျိုးတွေဝီလီယံပါချိုတို့ကိုကျွန်တော်ဒုတိယပိုင်းထည့်တာမျိုးတွေပေါ့နော်နူနိုမန်ဒက်စ်တို့ကိုဒုတိယပိုင်းမှာထည့်တာမျိုးတွေပေါ့ဒါတွေကိုကျွန်တော်ကြည့်မယ်ဆိုရင် PSG ကအဲ့ဒီပွဲမှာတော်တော်ကိုအပြောင်းလဲကျွန်တော်လှုပ်ထားတာပါတော်တော်ကိုကျွန်တော်အပြောင်းလဲလှုပ်ထားတာဆိုတော့ PSG နေနဲ့အဲ့လိုအပြောင်းလဲလှုပ်ခဲ့တဲ့ပွဲမှာသူတို့ကအဲတည်ကြတာအိမ်ဝင်းတော့တည်ကြပြီးတော့လက်ရှိကျွန်တော်တို့အဆင့်တက်ကမာဆေးအသင်းနဲ့သူတို့ကြားထဲမှာတမှတ်ကွာနေသေးတာပေါ့ဗျာအဲ့ဒီတော့လက်ရှိသူတို့အနေနဲ့ ပြည်တွင်းမှာလည်းထင်တဲ့လောက်ထိအဆင်ပြေမနေသေးဘူးပုံမှန်ဆိုလို့ရင်သူတို့ကအမြဲတမ်းဆင့်တင်မှာဘလောက်ပဲအပြောင်းလဲတွေကျွန်တော်လုပ်လို့အမြဲတမ်းဆင့်တင်မှာပဲဒီလားဆိုတော့ Champions League မှာလည်းသူတို့အဆင်ပြေဖို့လိုတယ် Champions League အတွက် Kvara တို့ဘာလို့ကိုအနားပေးထားတယ် Hakimi တို့ပေါ့နော်အဲဘလို Nuno Mendes တို့ကိုအနားပေးထားတဲ့အနေအထားမျိုးမှာဒီပွဲကအနိုင်ရအောင်သူတို့လုပ်ပြမယ်ပွဲမျိုးပါကျွန်တော်ကတော့ပေါ့နော် Liverpool ဟာ အိမ်ဝဲမှာပြက်ကြီးကိုဒုက္ခပေးနိုင်မဲ့အတင်းတဲမှာတိတ်ပါတယ်လို့တော့ကျွန်တော်မထင်ဘူး။ဒါပြင်နိုင်ပွဲလူနေတာဖြစ်တဲ့အတွက်ပြက်ကြီးနေတယ်လေဒီပွဲနိုင်ပွဲရအောင်လှုပ်ပြနိုင်လိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်။ဆိုတော့အဝေးဝင်းမှာပြက်ကြီးနေတဲ့အချင်းကြီးကောင်းဖို့များပါတယ်နော်။အကယ်လို့သွင်းကိုးတွေပါတယ်တော့မှပေါ့နော်။ခင်မင်းများတွေးရနေတဲ့အချင်းကြီးမျိုးလည်းကျွန်တော်ရှိနေတယ်ပဲ။ကွန်ဇာလိုရာမို့စ်ကလည်းဂိုးတွေပါတယ်ပြန်သွင်းနေပြီဆိုတော့လေ။အဲနောက်တစ်ပွဲကဘီလာရီယဲနဲ့ကျွန်တော်တို့ကမန်ချက်စတာစီးတီးရဲ့ရှင်ပိုင်ကစားမဲ့ပွဲပါ။ စီတီကတော့စပိန်မျိုးကိုသွားပြီးတော့ကစားရမယ်ပေါ့နော်။ဗီလာရီယယ်ကတော့သူတို့ပြီးခဲ့တဲ့ပွဲစဉ်နှစ်မှာတော့အိမ်ကွင်းမှာ ဂျူဗင်တက်စ်လိုအသင်းမျိုးကိုတပတ်နှစ်ခုတည်ကြထားပြီးတော့မန်ချက်စတာစီးတီးရဲ့ဘက်ကလည်းမူနာကူကိုသူတို့တွေတည်ရည်နေတာသူတို့ချိန်နှက်ခဲ့ရတဲ့အနေအထားမျိုးပါနော်အဲမမမီဆိုတဲ့နော်သူတို့မူနာကူတင်းရဲ့ကွေမှာဟာလန်တို့ဘာလို့ဂိုးရီဘာလို့တွင်းပြီးပြန်ပြီးတော့ပေးလိုက်ရတာတွေကျွန်တော်ရှိတယ်အဲအဲ့လိုမျိုးနဲ့ Manchester City ကလည်းအမှတ်တီကျွန်တော်ရောခဲ့ရတယ်ပေါ့လေ City က Champions League နှစ်ပွဲမှာတပွဲနိုင်တပွဲတည်ရည်ရထားပြီးတော့တိုက်စစ်က၄ခုရထားတယ်ခန်းစစ်က၂ခုပြန်ပြီးထားရပါတယ်အဲသူတို့နဲ့ချိန်ပိုင်းကစားမဲ့ Villarreal ကတော့ စပားကိုလည်းသူတို့ရဲ့အုံကူနဲ့သူတို့ရှုံးနေနေပေါ့နော်ပြီးရင်ဂျူမီတက်စ်ကိုလည်းတည်ကြတယ်ဆိုတော့သူတို့ဟာနိုင်ပွဲတပွဲမှကျွန်တော်မရှိသေးပါဘူးနိုင်ပွဲတပွဲမှမရှိသေးလို့တိုက်စစ်ကလည်းကျွန်တော်တို့ဒါနှစ်ကူပဲကျွန်တော်ရထားသေးရပါတော့နှစ်ကူပဲကျွန်တော်ရထားသေးတယ်ခန်းစစ်ကသုံးကူပြန်ပြီးထားရတယ်အဲစပိန်သင်းတွေက short track လို့တော့ကျွန်တော်မရပါဘူးနော်ဥရောပပွဲတွေမှာဆိုလို့ရင်စပိန်နီဟာတော်တော်ကိုဤစနစ်ပိုင်းရတဲ့တော့ကိုအားကောင်းကြတဲ့အသင်းကြီးဖြစ်တယ်ပေါ့နော်ဒါမျိုးလို့ Manchester City ကိုကြည့်တော့သူတို့ကအရာအလုံးပြင်အစဉ်ပြေးနေပြီး ဒီပရီးမီးယားလိမှာဆိုလို့ရှိရင်လည်းသူတို့ရဲ့အကောင်းဆုံးနေသားတွေကျွန်တော်ပြန်တွေ့နေရပြီးဖြည်းဖြည်းချင်းပူကောင်းတဲ့အသင်ဖြစ်ကျွန်တော်မြင်လာရပြီးဒန်ယန်ရကစားမားတွေပြန်ကောင်းလာကြပြီးအသင်ရဲ့အစုဖွဲ့ကအရင်လိုပဲပြန် strong ဖြစ်လာပြီးအဲရူဒရီတယောက်တော့ပဲလွဲနေတဲ့အခြေအနေမျိုးမှာကျန်တဲ့ကစားမားတွေကတော်တော်လေးကိုအဆင်ပြေလာနေပြီနော်ဆိုတော့ချာကီတို့ပြန်ကစားနေပြီးဟာလန်တို့ကတော့ဂိုးတွေဆက်လိုက်သွင်းနေသေးပဲနော်ဖိုဒန်တို့ကဒီယာဒီမှာအဆင်ပြေနေပြီးတော့မာမိုစတိုဘာတို့တောင်မှပြီးခဲ့တဲ့ပွဲမှာပရီးမီးယားလိမှာဆိုရင်အရန်ကုန်မှာတွေ့ရတာမျိုးတွေကျွန်တော်ရှိတယ်ကိုဘက်ချစ်တို့ပြန်ကစားနေပြီး ဆိုတော့နီကိုကွန်ဇာလက်စ်တယောက်တည်းနဲ့ကျွန်တော်မဟုတ်တော့ဘူးပေါ့နော်။ဒါကြောင့်ကျွန်တော်နီကိုအိုရန်လီကလည်းဒီယာဒီမှာတောက်လျှောက်သူတို့ခြေသွင်းနေကျွန်တော်ပြနေတာ။အဲ့တော့ယူစကိုကဗာရီယိုတို့တော့မှအနားပေးခဲ့တဲ့နေထိုင်မှုတွေကိုကျွန်တော်ကြည့်ရရင်တော့ချန်ပီယံစိတ်တွေမှာလည်းမန်ချက်စတာစီးတီးကဒီပွဲမှာအဲ့ဒီစာမားတွေကိုအပြည့်ဝသုံးရင်းနဲ့အမှန်ကန်လုံးပြလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့ဝေးဝေးမှာတော့မန်ချက်စတာစီးတီးကိုပြတ်ပါမလား။ဗီလာရီယယ်က short track လို့မရပါဘူးလေလို့ပေါ့နော်မန်ချက်စတာစီးတီးကိုတော့ဒုက္ခပြီးနိုင်စွမ်းကတော်တော်လေးကိုနည်းနေတဲ့အနေအထားမျိုးပါ ဆိုတော့နီးပြဖြစ်တဲ့ဂွာဒီယိုလာနေနဲ့သူ့ရဲ့စပိန်ကိုပြန်ရောက်တဲ့အနေထားမှာဒီအသင်းတွေကိုဘယ်လောက်ထိဒုက္ခပေးနိုင်အောင်မလဲပေါ့လေညီကတို့ဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်တင်များကြပါမယ်